ဇွန်လ23ရက်နေ့မှာချစ်စရာသားငယ်လေးမာရှယ်ကိုမွေးဖွားတန်းဆင်လိုက်ပြီးဖြစ်တဲ့အစိုးရဟန်ထူးလင်တို့ဇနီးမောင်နှံမင်္ဂလာပါပိတ်သက်ကြည့်ရှင်အစိုးရဟန်ထူးလင်နဲ့စီဝီကြီးတောင်းတို့ကတော့နှစ်ဦးသဘောတူထိုင်များလက်ထပ်ပြီးနောက်ပိုင်းမှာဟန်ထူးလင်ရဲ့တမိနှောင်းနဲ့အတူတူပြင်သစ်နိုင်ငံမှာပဲတွားရောက်နေထိုင်နေတာဖြစ်ပါတယ်အစိုးရဟန်ထူးလင်ကတမိနှောင်းရှိထားခဲ့ပေမဲ့ပထမအိမ်နောင်နဲ့ကွာရှင်းပြတ်ဆဲပြီးတဲ့နောက်စီဝီကြီးတောင်းနဲ့ပူးစာဆောင်ခဲ့ကြတာလည်းဖြစ်ပါတယ် မနေ့ကဇွန်လ23ရက်နေ့လေးမှာတော့အစိုးရဟန်ထူးလင်အတွက်ပထမဦးဆုံးသားရတနာလေးကိုစီဝေးရီတောင်းကမွေးဖွားတန်ဆင်ပေးခဲ့တာလည်းဖြစ်ပါတယ်။အခုဆိုရင်တော့ဟန်ထူးလင်ကတမိနှစ်ယောက်သားတစ်ယောက်ကို ပိုင်ဆိုင်ခွင့်ရခဲ့တဲ့အဖေတစ်ယောက်ဖြစ်လာခဲ့ပြီးအရင်ကထက်ပိုပြေဆုံးတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ခွင့်ရရှိတော့မှလည်းဖြစ်ပါတယ်။စီဝေးရီတောင်းကတော့ညီမတွေထဲမှာအငယ်ဆုံးဖြစ်ပြီးအိမ်မှာအလိုလိုက်ခံခဲ့ရသူဖြစ်တာကြောင့်အိမ်အောင်ကြပြီးတော့ခင်မုန်းဖြစ်သူနဲ့အတူ ိသားစုတာဝန်တွေကိုယူနေရတဲ့အချိန်မှာတော့အမဖြစ်သူမအေးတောင်းကညီမဖြစ်သူအတွက်စိုးရင်ခဲ့ရတယ်လို့လဲဆိုလာခဲ့ပါတယ်။အမဖြစ်သူအေးဝီကြီးတောင်းကအိမ်မှာအိမ်မှုကိစ္စတွေတခုမှမလုပ်ခဲ့ဘူးတဲ့ဆွေဝီကြီးတောင်းဟာအိမ်အောင်ကြပြီးလို့တအိမ်လုံးရဲ့မိသားစုတာဝန်တွေကိုယူနေခဲ့တာကိုကြားရခြင်းဝန်နေဝန်တာဖြစ်ခဲ့ရတယ်လို့လည်းပြောလာခဲ့ပါတယ်။ပြင်သစ်နိုင်ငံကိုခင်မွန်ဖြစ်သူဟန်ထူးလင်းနဲ့အတူရောက်ရှိလာခြင်းမှာတော့သူမတို့ကိုလည်းအဆက်အသွယ်တိတ်မလို့တော့တယ်လို့ Facebook ကိုလည်းမတုံတော့တဲ့အတွက်မြမဖြစ်သူစုဝေးဤတောင်းတဲ့အဆက်အသွယ်ပြတ်တောက်ခဲ့ရတယ်လို့လည်းပြောလာခဲ့တာဖြစ်ပါတယ်။အမျိုးသမီးတွေအတွက်အားငယ်ဆုံးချိန်ဟာကိုဝင်ဆောင်ချိန်ဖြစ်ပြီးတော့မိသားစုမိဘတွေရဲ့နှွေးထွေးမှုကိုအလိုအပ်ဆုံးအချိန်ဖြစ်တာကြောင့်သူမကိုယ်တိုင်ညီမအငယ်ဆုံးလေးဖြစ်တဲ့စုဝေးဤတောင်းကိုတတိယနေပြီးတော့တငယ်ချင်းတွေကကလေးမွေးနေတဲ့အချိန်မှာတော့ဂုံပြူပန်းစီလက်ဆောင်တွေနဲ့သွားတွေးနိုင်ခဲ့ပေမယ့် ညီမငယ်စုံလေးကိုတော့ဘာမှလုပ်မပေးနိုင်ခဲ့လို့စိတ်မကောင်းဖြစ်ရအကြောင်းကိုမအီတောင်းကဝမ်းနည်းစွာနဲ့ပြောလာခဲ့တာလည်းဖြစ်ပါတယ်။အခုဆိုရင်တော့စီဝီဤတောင်းကချစ်စရာသားလေးမာရှဲကိုအောင်မြင်စွာနဲ့မွေးဖွားတန်းဆင်လိုက်ပြီးဖြစ်တာကြောင့်ဝမ်းသာကြည်နူးမဆုံးဖြစ်နေခဲ့ကြရတာပါ။ပရိသတ်ကြီးကလည်းအစိုးရကြားပေါက်တို့ဇနီးမောင်နှံကိုချစ်ခင်အားပေးကြသလိုပဲမာရှဲလေးကိုလည်းချစ်ခင်အားပေးနှစ်သက်ကြပါအောင်ရှင်။